မင်္ဂလာပါရှင်ဧပြီလ21ရက်သတင်းလာနေရွှေရံကွဲလှလှရှာရံကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့ဒဂုံမြို့သိအရှိပိုင်း14ရက်ကွယ်တွင်မိလောင်မှုဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။ရံကုန်တိုင်းဒေသကြီးဒဂုံမြို့သိခရိုင်ဒဂုံမြို့သိအရှိပိုင်းမြို့နယ်14ရက်ကွယ်ဗိုမင်းရောင်လန်းတွင်ဧပြီလ20ရက်မိုးလယ်တနားခန့်ကမိလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။ မေးလောင်မှုဖြစ်ပွားရသောဒဂုံမျိုးသစ်အရှေ့ပိုင်းမျိုးနယ်မီသက်စကန်ဒဂုံမျိုးသစ်မြောက်ပိုင်းမျိုးနယ်မီသက်စကန်ဒဂုံမျိုးသစ်တောင်ပိုင်းမျိုးနယ်မီသက်စကန်သူဝနာနယ်မြေမီသက်စကန်နာကိုရှန်ကုန်တိသက်မီသက်စကန်များမှာမိငိမ့်သက်ကြရာမွန်လယ်တနားလေးမိနစ်အချိန်တွင်မိငိမ့်သွားကြောင်းသိရပါရရှင်ဆလတ်တင်ဆက်မဲ့တဲ့င်းကတော့ငလင်ဘေးရှောင်သူများလာခြင်းကြောင့်ရန်ကုန်အိမ်ချမ်းမြေငားရန်ခါများမြင့်တက်လာတဲ့တဲ့င်းဖြစ်ပါတယ်။ ရန်ကုန်တွင်ငလင်ပေးဆောင်သူများလာခြင်းကြောင့်နေအိမ်ငားရန်ကအဆောင်ငားရန်ကများမြင့်တက်လာကြောင်းသိရပါသည်။တိုက်ခန်းထက်လုံးချင်းအိမ်များကိုအငှားပူများနေပြီးအများစုမှာတကုံမျိုးသည့်ရှေးပေါကံမျိုးသည့်ရက်ကွက်များတွင်အငှားများလာကြပြီးငှားရန်ခအနေနဲ့20ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရပါသည်။မြို့နယ်အချို့တွင်လည်းတိုက်ခန်းငှားနေတဲ့သူများကိုငှားရန်က9000မှ3000အထိတိုးတောင်းလာမှုများရှိနေကြောင်းလည်းသိရပါသေးရှင်။ နောက်ဆုံးနှစ်ဆက်မဲ့သတင်းကတော့ဧပြီလတတိယပတ်အတွင်းအနောက်နဲ့အနောက်တောင်ဘက်တို့မှလေပြင်းတိုက်ခိုက်နိုင်တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ဧပြီလ19ရက်မှ25ရက်အထိရက်သတ္တပတ်တာကာလအတွင်းအနောက်နဲ့အနောက်တောင်ဘက်တို့မှတနအိမ်20နှုန်းခန့်လေပြင်းတိုက်ခိုက်နိုင်ကြောင်းပြင်းပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောကြားကြောင်းသိရပါတယ်။ လေပြင်းတိုက်ခိုက်မှုခံမှန်းချက်အရမကွေတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေအချို့တွင်အနောက်ဘက်မှလေပြင်းတိုက်ခိုက်မှုတနအိလျင်မိုင်းနဲ့၁၀နုံခန့်တိုက်ခိုက်နိုင်တယ်လို့ဆိုပါတယ်။ထိုနေတူအေယာဝရီမြေဝါကျွန်ပေါ်ဒေသပဲခူးတိုင်းအနောက်ပိုင်းနဲ့ရန်ကုန်တောင်ပိုင်းကံရိုရန်အနီးရှိဒေသအချို့မှာလည်းအနောက်ဘက်နဲ့အနောက်တောင်ဘက်မှာလေပြင်းတနာရီ15မိုင်နှုန်းမှ -30 နှုန်းအထိတိုက်ခိုက်နိုင်တယ်လို့အသိပေးထားကြောင်းသိရပါရဲ့ရှင်။